ဧရာဝတီတိုင်းဒေသကြီးလက်ပွတ်တာမြို့နယ်ရွှေမြင့်နယ်ပြမလုံးမြင့်အကြားမှာတိဆောက်ရေးကိုဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှရေငန်တားအကြားများတိဆောက်ခြင်းစီမံကိန်းနဲ့ မြေကျိုးကြီးရေတကား၄ပေါက်တိဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။အီယာဝတီတိုင်းဒေသကြီးလက်ပုတ်ကြခရိုင်အတွင်းရှိရွေးမြင့်နှင့်ပြမလို့မြင့်အကြားရေငန်ကြားကြများတိဆောက်ပေးခြင်းဖြင့်မိုးရာသီမှစိုက်ပျိုးမြေများရေကြီးနှိမ့်မြုပ်မှုမှကာကွယ်ဖို့တဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်လာတဲ့ဆိုင်ကလုန်းမုန်တိုင်းများကြောင့်ထုကဲ့ဒီရီတပီစိုက်ပျိုးသိမ်းမှန်များပျက်စီးဆုံးရှုံးခြင်းမှကာကွယ်ဖို့ရေငန်ဝေရောက်ခြင်းကြောင့်စဘာပင်များပိုးကျပျက်စီးခြင်းနဲ့စဘာအထွက်နှုန်းကျဆင်းခြင်းများမှ ှာကာကွယ်ဖို့နဲ့အယ်နီညိုလာနီညာလိုရာသီဥတုဖောက်ပြန်မှုများကြောင့်မိုးစဘာအောင်ရေလုံလောက်စွာမရရှိခြင်းနဲ့တောက်သုံးရေပြက်လက်မှုများမှာကာကွယ်ဖို့လိုအတွက်ရည်ရွယ်ဖော်ဆောင်ခြင်းဖြစ်ပြီးရေငန်ကြားကြတိဆောက်ခြင်းစင်မဲ့ကိန်းရာနှုန်းပြေဆောင်ရွက်ပေးစီပါကလဲမြေဧက4500ကံကိုရေငန်ဝင်ရောက်မှုမှာကာကွယ်နိုင်မှာဖြစ်ပါတယ်။အခုအခါရွှေမြင့်နဲ့ပြမလို့မြဲကြရေငန်ကြားတာများတိဆောက်ခြင်းစင်မဲ့ကိန်းတစ်ခုလုံးရဲ့51.68ရာခိုင်နှုန်းဆောင်ရွက်ပေး းစီးပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။